ားလုံးပဲမင်္ဂလာပါရှင်။24နှစ်အတွင်းတူရှာတဲ့ပြည်ရင်းပြည်ပါစေဝင်ဆောင်ဖွဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။တဲ့တော့နေစေကြဆဲမှုကြောင့်တောင်သူများရှုံးပေါ်နေတဲ့တဲ့င်။နွားကြောင်သားများနဲ့လက်သမားများအပြန်အလှန်တိုက်ခိုက်မှုကြောင့်56ဦးသေဆုံးခဲ့တဲ့တဲ့င်။တိုက်ပွဲကြောင်မှုကြောင့်17ဦးသေဆုံးခဲ့တဲ့တဲ့င်။ မိုင်းနူးကိုရောက်ရဲမန်ဟတ္တဝါချစ်သူများယူတို့ရရောက်မယ်လို့တတိပေးလိုက်တဲ့သတင်းပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါဆွေးနွေးကြဖွဲ့ရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါပထမဆုံးအနေနဲ့ပြည်ရင်းသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ကျေးဇူးတင်စေကြဆင်မှုကြောင့်တောင်းသူများရှုံးပေါ်နေရလို့သိရပါတယ်ဒီသတင်းကိုတော့မင်းတို့တို့ကပေးပို့လာပါ မြန်မာပြည်လေပိုင်းမှာຫນွေကျက်တုံနေတဲ့တူပေါ်ချိန်မှာဈေးကွက်ကျဆင်းနေတာကြောင့်ကျက်တုံဆိုင်တောင်သူတွေအရှုံးလူနေရင်ဆိုင်နေရတယ်လို့သိရပါတယ်။ကျက်တုံအသေးစင်းလုံးတွေကျတဲ့အပြင်ကျက်တုံပိတ်သားချိန်အထွန်းတော့ရောကျတဲ့အတွက်ကြောင့်တောင်သူတွေမှာစိုက်ပျိုးကုန်ကြဆေးအရင်မင်းပြန်မရတဲ့အထိအရှုံးပေါ်ရတာဖြစ်တယ်လို့သိရပါတယ်။ကျက်တုံဆိုင်ခင်တေကကိုကုန်ချင်း6500တောင်ကျထွက်ရှိသူတွေကသာအကျိုးမျက်ခံစားရတာဖြစ်ပြီးကုန်ဒီ1000နီးပါးထွက်ရှိသူတွေကလည်းနေပြီး2000နဲ့3000ကျတာထွက်ရှိသူများတယ်လို့သိရပါတယ်။လက်ရှိမှာတော့ကျက်တုံအသေးအကြီးအယောနော ပိတ်တာကိုတောင်သူတွေရရှိတဲ့ဈေးနှုန်းကအမြင့်ဆုံးတထောင်ကျပ်တရာရှိနေတယ်လို့သိရပြီးနေရာဒေသအတိုင်းဈေးနှုန်းကတပိတ်တာကိုတရာကနေနေရာကျပ်ကွာခြားမှုရှိတယ်လို့သိရပါတယ်ဘရင်နာကုံစီတိုင်းမှာတော့ခုရဲ့ပိုင်းမှာကျက်သွန်ကဝင်ရမှုနေသွားပြီးဝင်းတမြကျက်သွန်အရာဝယ်ဖြစ်ကြောင်းဈေးကွက်အနေနဲ့တပိတ်သားကို1000ကျက်ကနေ2400ကျက်တိရှိပြီးမြေသားကျက်သွန်ကတော့ဈေးတန်းအမြင့်ဆုံးဖြစ်တယ်လို့သိရပါဗျ။ဒီနေ့ရဲ့ထူးခြားနိုင်ငံတကာတင်ဒပုတ်ကိုလည်းတင်ဆက်ပေးတင်ပါတယ်။ နွားကြောင်သားများနဲ့လက်သမားများပြန်လည်တိုက်ခိုက်မှုကြောင့်56ဦးသေဆုံးခဲ့ပါတယ်။ဒီသတင်းကိုတော့ညင်းကြံဝါပဲပို့လာပါဗျ။ နွားချောင်းသားတွေနဲ့လယ်သမားတွေကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်56ရောက်သေဆုံးခဲ့တဲ့ဖြစ်စဉ်တွေနိုင်ဂျီးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံဘီနူပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးလုံခြုံရေးတပ်ဖွဲ့တွေမရောမီမှာရာရတဲ့တိုက်ခိုက်မှုတွေကြောင့်56ရောက်အထိသေဆုံးခဲ့တာပါ။ကျွမ်းနောက်ကြောင့်သူတွေကြောင့်စိုက်ခင်းတွေနဲ့တီးနှံတွေပျက်စီးမှုဖြစ်ပေါ်တာဟာရံမွဲဖြစ်ပွားတဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့သိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံမှာကျွမ်းနောက်မွေးမြူတဲ့လောဟအားအရှိကယ်ရန်စားတွေအတွက်အဓိကအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်ပြီးအစ ာရေးစာအဆင်ပြေတဲ့နေရာမှာကျွဲဦးနောင်ဒီကိုလှကြောင်စနစ်နဲ့မမှုကြတာကြောင့်လက်သမားတွေနဲ့ပဏိပခဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွင်တော့လည်းလက်သမားတွေနဲ့ကျွဲနှောင်းကျောင်းသူတွေကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့်တိတ်ဆုံးသူရခိုင်နိုင်ရှိခဲ့တယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးထူးခြားနိုင်ငံတကာတင်းတဲ့ပုဂ္ဂိုလ်လည်းလက်ခံရရှိထားပါသေးတယ်။တိုက်ပြကြမှုကြောင့်ဆက်တဲ့အုပ်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်းချောင်းဝါပေးပို့လာတာပါ။ ကြန့်ခိုင်မှုနေပါတယ်လူနေအထက်မြင့်တိုက်တလုံးပြကြမှုဖြစ်ပွားခဲ့တာကြောင့်အိန္ဒိယနိုင်ငံဒီလီမြို့မှာစတဲဦးတိတ်ဆုံးခဲ့ရလို့သိရပါတယ်ယနေ့ဒေတာဆန်တော်ချိန်မနက်3နာရီကျော်မှာပြကြဖြစ်ပွားခဲ့တာဖြစ်ပြီးပြကြခဲ့တဲ့တိုက်ဟာနှစ်နှစ်ဆက်တတန်းရှိတိုက်ဖြစ်တယ်လို့ဒီလီမြို့တော်ကယ်ဆယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်တိုက်ပြကြချိန်မှာညထိုင်သူအလုံးဟာအိပ်ပျော်နေခြင်းဖြစ်ပြီးမိသက်တပ်ဖွဲ့တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကအပြည့်စုံကြမှာပိတ်မိနေသူစတဲဦးကိုကယ်ထုတ်နိုင်ခဲ့ရလို့သိရပါတယ်ဒရန်ရရှိသူ၅ဦးကိုစစ်ရုံးကိုတင်ပို့ခဲ့ရပြီး အပြည့်အစည်းဝင်ကြမှာပြိမိနေသူတွေကိုရှာဖွေလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နေတယ်လို့ဒေလီမျိုးတော်ဝင်ယုံကသတင်းထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကတိုက်ပွဲကြောင့်မူကြောင့်အသက်ဆုံးရှုံးခဲ့သူတွေရဲ့မိသားစုဝင်တိုင်းကိုရူပီ2သိန်းနဲ့တရားရရှိသူတွေနဲ့အသက်ရှင်ကျန်တဲ့သူတွေကိုရူပီ9000ချပ်ပါသွားမယ်လို့သိရပါတယ်။အခုနောက်ဆုံးတင်ဆက်ပေးချင်တာကတော့မြန်မာရှိရဲ့အာဂါဒင်းတပုတ်ဝယ်ဖြစ်ပါတယ်။မိုင်းနုကိုရောင်းရင်မန်ယုတာဝရှိသူများရုပ်တော့ရောက်မယ်လို့သတိပေးလိုက်ပါတယ်။ဒီတဲ့တဲ့ကိုတော့ငင်းချောင်းကပေးပို့လာပါဗျ။ မန်ယူကနေဝင်ကစားသမားတွေကလူငယ်ကွဲလာတဲ့သမားမိုင်းနူကိုရောင်းမှုအတွက်ဆုံးဖြတ်မယ်ဆိုရင်မန်ယူအသင်းတာဝန်ရှိသူတွေဟာယူသွေရရောက်သွားမယ်လို့သတိပေးပြကြခဲ့လို့သိရပါတယ်။ကိုဗီမိုင်းနူဟာအသက်20ရွယ်ပဲရှိသေးတယ်လို့အလားအလာအကောင်းဆုံးလူငယ်ကွဲလာတဲ့သမားတဲ့ဝက်ဖြစ်သတ်မှတ်ခံထားသူဖြစ်ပါတယ်။မန်ယူအသင်းဟာကိုဗီမိုင်းနူကိုစာချုပ်သိချုပ်ဆိုဖို့အတွက်ကြိုးစားနေပေမယ့်သဘောတူညီမှုမရသေးတာကြောင့်မန်ယူအသင်းတာဝန်ရှိသူတွေအနေနဲ့စာချုပ်သိချုပ်ဆိုဖို့အတွက်သဘောတူညီမှုမရခဲ့ဘူးဆိုရင်လာမယ့်နေရာတည်ပြောင်းရွှေ့ဈေးကွက်အတွင်းမှာအသင်းတော်ရဲ့ပြောင်းရွှေ့ဈေး ရမယ်ဆိုရင်ရောင်းချဖို့အတွက်ဆုံးဖြတ်တာဝယ်ရှိနေပါတယ်။ COVID-19 ရဲ့အေဂျင့်နဲ့မန်ယူအသင်းတာဝန်ရှိသူတွေဟာစာချုပ်အသစ်အတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရမှာ COVID-19 အတွက်လောက်ခလာစာနဲ့ပတ်သက်ပြီးသဘောတူညီမှုမရတာကြောင့်စာချုပ်သစ်ကိစ္စသဘောတူညီမှုရဖို့အတွက်ကြက်ကြာနေတာပဲဖြစ်ပါတယ်။ COVID-19 ကိုရှယ်စီနဲ့ PHG တင်တွေကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရလို့လည်းသိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာဆက်ရဲ့24နိုင်သတင်းတွေပဲဖြစ်ပါတယ် ကြည့်ရှုအားပေးကြပါတဲ့မြန်အားလုံးတမန်ရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါရရှင်။